AVA 1940အခန်း73ဟုတ်တယ်ကျမတတ်လိုက်တယ်အရှင်မီပြားမြင်လိုက်တယ်မဟုတ်လားအင်းမင်းကတကယ်တတိရှိတဲ့မိန်းမတယောက်ပဲလူစားကစကားတခုမှ ပြန်မပြောပဲနီလာခန်းကိုသာစိုက်ကြည့်နေ ਈ ငါမင်းကိုအကူအညီတခုတောင်းရင်လို့ပါလူစားငါမင်းအကူအညီလို့တယ်နီလာခန်းဤလေးတန်းကချက်ချင်းပြောင်းလဲသွားသည်ဖြင့်လူစားပင်အံ့ဩသွားရသည်မင်းငါအကြောင်းဘလောက်သိလဲလူစား အရှင်မကရှင်ဘီရင်ရဲ့မိရေးတော်ပုတ်ပါမိပြလေနီလာခန်းကအတန်ထွက်အောင်ရဲလိုက်သည် မဟုတ်ဘူးလီစာတကယ်ကငါမင်းတို့ပေါ်တူဂီတွေလိုပဲမြမဘရင်ရဲ့တုံမန်းတယောက်ပါပဲမနိပူရရဲ့မြမဘရင်ပေါ်တစ္ဆာစောင်းသိမှုအတွက်ပေးထားရတဲ့တစားကန်တယောက်ပဲနီလာခန်းကစကားပြောရင်ထွက်တော့ကတလွန်ပေါ်ရင် ထိုင်လိုက်ဤဟောဒီနန်းတွေမှာကစကားတွေကိုဘလောက်တိုးအောင်ပြောပြောကြားနိုင်တဲ့နားတွေများတယ် ငါ့ကိုဒီနန်းတော်ကြီးကဘဲမှတွားဝင်မပေးပေမဲ့တလားတစ်ချိန်တော့စကိုင်းကကုံမာနဘာနာ မဟေပုံနာကြီးရှိတယ်ခရစ်ရှာနာဖျားသခင်ဝိကြောင်းမှာဝိပုဝင်ပေးတာတယ်အဲ့ဒီမှာဆိုငါနဲ့ပါတဲ့မိမဆိုးတွေကအထဲတည်းထိလိုက်ခွင့်မရဘူးမနဲ့နေဘူးတစ်ချက်တီးတဲ့ချိန်မှာငါအဲ့ဒီကိုရောက်မယ်မင်းကြိုရောက်ပြီးစောင့်နေပြီပါ ပုံနာကြီးကိုလည်းငါကလာစောင့်ခိုင်းတာတယ်လို့ပြောလိုက်ရင် तू ကမင်းအတွက်စီစဉ်ပေးပါလိမ့်မယ် မင်းကိုငါမိဖုရားတယောက်အနေနဲ့အမိတ်ပေးတာမဟုတ်ပါဘူး။တုံမန်းတယောက်အနေနဲ့အကူညီတောင်းတာပါ။ကျမမကူညီပေးခဲ့ရင်လူတက်မှုအကြောင်းကိုရှင်မင်းကိုရှောက်တင်လိုက်တော့မယ်ပေါ့အဲ့ဒီလိုလားလူသားကြီးစကားကိုနီလာခန်းကခေါင်းခါလိုက်သည်မင်းအကြောင်းတွေကိုမိမဆိုးကြီးတွေစီကငါစုံစမ်းပြီးပါပြီပြီးတော့စတော်ဘတ်မောင်မြတ်ဆန်စီကလည်းတစွန်းတစငါကြားပါတယ်တစိမ့်တဲ့ရန်တွေကြားမှာရှင်တန်ရုံးကန်နေရတဲ့မိမတယောက်ရဲ့ဘဝမျိုးကို ငါကိုယ်တိုင်ခံစားမိတဲ့အတွက်ငါကိုချင်းစာပါတယ်မင်းရဲ့တတိကိုငါလေးစားပါတယ်စိတ်ချပါမင်းကိုငါဒီကိစ္စနဲ့တော့အချက်မကင်ပါဘူးနီလာခန်းဤစကားပြောပါနတ်မှုကိုလူစာချက်ချင်းရိပ်မိလိုက်သည် ကျွန်တော်မှလာခဲ့ပါမယ်စကိုင်းမျိုးခရစ်ရှားနာဖျားရှင်ဝိပုကြောင့်ဒီနေ့ကငါတို့ရဲ့စောင်းဥပုလနောက်ဆုံးရဆိုတော့ဖျားဝွေးပြူလာနည်းနည်းတော့ကြာမယ် င်းတို့ဒီနာဈေးလေးပါလေပတ်ချင်ပတ်ကြကြီးလေရော့ငွေစများလဲယူသွားကြနီလာခမ်းမီပြားကမိမဆိုးများကိုငွေစင်စစ်စင်များတရုံးစီပေးလိုက်သည်မိမဆိုးများသည်မီပြားများတွားလျာနေရာတွင်တဝဲကြိတ်များငလေးကြောင်မီများကိုကန်ဆောင်ကစောင့်ရှောက်ရလေရှိသည်ယခုကဲ့သို့မထင်မှတ်ပဲအခွင့်ရကြသည့်အပြင် ခင်းစာငွေထက်တန်ဖိုးကြီးသောငွေစဉ်စစ်စစ်တုံးစီရလိုက်သည့်အတွက်သခိုင်းစည်းဘက်သို့ပျော်ရွှင်စွာထွက်သွားကြ၏ ဝေချောင်းသောကတကားများကိုပိတ်လိုက်သည်လော်ပန်ရနက်များကမွေးဤလိုင်ထနေ၏ဝေချောင်းဤတောင်းတနေရာတွင်လူ이사ကပဝါကိုခြုံရက်ငိန်သက်စွာထိုင်နေသည်သူရောက်နေပြီသခင်မကိုမာနဘာဟာနမနေပုံနာကြီးဤတပည့်ဖြစ်သူပုံနာနီတီကနီလာခန်းကိုအဲဝဲပြုကခေါ်လာသည်နီလာခန်းကသူ့အတွက်ပြင်ဆင်ထားသောကော်သောပေါ်တွင်တမ်မလင်ချိတ်ထိုင်လိုက်သည်မင်းလာပြီတဲ့အတွက်ကျေးဇူးတင်ပါတယ်လူ이사ကခေါင်းညိတ်ပြလိုက်၏ မင်းကိုငါ့အကြောင်းအရင်ပြောပြမယ်။လွန်ခဲ့တဲ့နှစ်ပေါင်း20ကငါ့အသက်6နှစ်ပေါ့။မဏိပူရကံကလာနန်းတော်တဲကငါ့အမေငါ့အကိုငါ့မိသားစုတွေနဲ့ခွဲခွာပြီးခေါရီကအင်းဝဘရင်စီအပို့ခံခဲ့ရတယ်။ဘာသာစကားယဉ်ကျေးမှုဘာမှမတူတဲ့နန်းတော်ကြီးတဲ့ကိုရောက်လာတဲ့ကိုနှစ်သမီးလေးစစ်ပွဲရဲ့တရားခံအဖြစ်ရောက်လာတဲ့ကလေးမလေးငါအသက်16နှစ်ပြည့်တဲ့နေ့မှာအိမ်ရှိဆံမင်းသားရဲ့မိဖုရားငယ်ဘဝကိုရလာခဲ့တယ် အသက်24နှစ်မှာငါကလေးနှစ်ယောက်အမေဖြစ်နေခဲ့ပြီဒါပေမဲ့ငါတို့ဟာနန်းတော်ထဲမှာသစိမ့်တွေတုံမန်းတွေဆိုတဲ့ခံစားမှုမျိုးပဲခံစားရတယ်ငါတို့ဟာနန်းမျိုးပြင်ပကိုအဆောင်ရှောက်မရှိပဲလွတ်လွတ်လပ်လပ်တွားလာခြင်းမရှိဘူးနောက်အစိုးဆုံးကငါသားနှစ်ယောက်ပဲသူတို့ကလူမမဲအရွယ်ကလေးတွေပါဒါပေမဲ့သူတို့တည်းအင်းဝဘရင်သွေးကတဝက်ပါနေတယ်အဲ့ဒီအချက်ကပဲသူတို့အသက်အန္တရာယ်ကိုအမြဲတမ်းချိန်းချောင်းနေတယ် သူတို့နှစ်ယောက်ရွယ်ရောက်လာတဲ့အမြထီးမွေစက္ကန့်မှုပြဿနာများတယ်ဒီအင်းဝမှာပိုပြီးအန်ရကြီးလာတယ်လို့ငါခံစားရတယ်အခုငါအသက်30ပြည့်တော်မယ်လူသက်တမ်းရဲ့တဝက်ရှိခဲ့ပြီးငါဇာတိဖြစ်တဲ့မဏိပူရကိုငါပြန်ရင်တယ်ငါမပြန်ရရင်တော့ငါသားနှစ်ယောက်ကတော့ကံကလာနန်းတော်ထဲမှာခြေချစီခြင်းနဲ့ကုမာနဘာဟာရမဟေပုံနာကြီးသည်ခြေကွက်ဖြင့်ထဲထားသောရေကွက်ကိုယူလာပြီး မိဖုရားနီလာခန်းထံကမ်းပေးလိုက်သည်နီလာခန်းကရေခွက်ကိုမောတောက်လိုက်၏လူစားကနီလာခန်းကိုမျက်တောင်မခတ်ဘဲလိုက်ကြည့်နေသည်ဒီတော့ကျမကဘာကူညီရမှာလဲနီလာခန်းကပုံနာကြီးကိုမျက်ရည်ပြလိုက်၏ပုံနာကြီးကထားသွားပြီးနောက်တက်ကြေးခွက်ဖြင့်ရေတခွက်ထည့်ယူလာသည်မင်းဒီကိစ္စကိုစုံမနိုင်သည်မကူညီနိုင်ရင်တော့ဘသူစီမှမပေါက်ကြားစေရပါဘူးလို့တစ္ဆာကြီးတောက်ဝင်သလား ရေတောက်မှဂရိတီတာမဟုတ်ပါဘူး။ဒါပေမဲ့ရေတောက်မှတစ္ဆာတီတယ်လို့မိဖုရားကယူဆရင်တော့တောက်ပါမယ်။နီလာခန်းကမ်းပြီးတော့ရေကွက်ကိုလီစာကလမ်းယူလိုက်သည်။ယခုတိုင်တယ်နင်းတော့ကြတော့ကိစ္စမှန်သမျှဟာပြင်ပသူမပေါက်ကြားစေရပါ။ပေါက်ကြားပါကကိုးွယ်ရာဖျားနတ်တို့ဤကျိန်စာစူးပါစေ။လီစာကရေကွက်ကိုမောတောက်လိုက်သည်။နီလာခန်းကပြုံးလိုက်သည်။ ဖုန်နောက်ကုမာရဘာဟာနာမဟေပုံနာကြီးနဲ့အတူနောက်ထပ်ပုံနာဝိဆုံဖြစ်လူရွယ်တဦးကလူစားတို့နားတွင်လာထိုင်သည်ဒါငါတို့မဏိပူရာမင်းသာစံကြီးခူရာလက်ပါပဲရှင်ပြည့်တက်နေနဲ့သူကရုပ်ဖြတ်ပြီးဒီကမြေပြင်အခြေအနေကိုလာစုံစမ်းတာနောက်ထပ်လူတယောက်ကိုငါတို့စောင့်ရအောင်မယ်နီလာခန်းစကားမဆုံးခင်ပင်ဝိကြောင်းဤတကားတစ်ချက်ပွင့်သွားသည် ဘောင်းယူပေါင်းလာပြီးဆက်နှက်ကွက်တိုးရင်ဝစ်လာသည့်အသက်35နှစ်အရွယ်လူတစ်ယောက်ကို တွေ့လိုက်ရသည်ထိုသူက သူ့အတွက်ခင်းနာပေသောအခင်းတွင် ဝင်ထိုင်လိုက်သည် သူကတနင်းကွင်မင်းရဲ့သားတော်မင်းသားကြီးမောင်လှပဲမင်းသားမောင်လှကအားလုံးကိုပြုံးပြလိုက်သည်မင်းသားမောင်လှသည်တနင်းကွင်မင်းအိမ်ရှိဆန်ဘဝကလေးကကိုလုတ်တော်စီပုဒ္ဒရာဇာနှင့်ဝေးဖွားခဲ့သည့်သားအကြီးဆုံးဖြစ်သည်မဟာဓမ္မရာဇာဓိပတိထက်အသက်များစွာကြီးသူဖြစ်တော်လဲ ကိုလုံးတော်မှမွေးစီသားဖြစ်သည်ဖြင့်ထီးမွေဆက်ကံခွင့်မရသူဖြစ်သည်ထို့ကြောင့်တနင်္ဂနွေမင်းကထီးနှံရေရှုံထွေးမှုမဖြစ်စေရန်မဏိပူရအင်းဝနယ်ဆက်ချင်းတွင်မြေကြားရှိတောင်တုတ်မြို့သို့အဝေးမင်းသားအဖြစ် ပို့ထားခဲ့သည်မင်းသားကြီးမောင်လာသည်နယ်ဆက်သို့စစ်အင်အားဖြန့်ကျက်လာသည်စံကြီးမင်းသားနှင့်ချိတ်ဆက်မိကမဏိပူရဘရင်ဂါရစ်နာဝတ်နှင့်တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည် ခါရင်နာဝအနေဖြင့်လည်းအင်းဝအားအောင်မြင်ပြီးပါကရေရှည်အုပ်ချုပ်ရန်မရည်ရွယ်ပဲဩဇာပစ္စည်းရသမျှကိုလူရဲယူဆောင်ပြီးမဏိပူရဩဇာကံအင်းဝမင်းသားတစ်ပါးကိုနန်းတင်ငဲ့ရန်ကြံရွယ်ခဲ့သည် အင်းဝနှင့်စစ်တိုက်သည့်အခါတွင်လည်းမြမမင်းသားတစ်ပါး၏ပုံရိပ်ပါဝင်နေခြင်းဖြင့်နန်းတွင်တွင်မဟာဓမ္မရာဇာဘရင်ကို မကြိုက်သည့်အင်အားစုကြားဝိဝါဒကွဲပြားစေရန်လည်းရည်ရွယ်ထားသည် ထို့သောဖြင့်မဏိပူရာတို့အင်းဝါတို့ခြိတက်မြီအေးတွင်မင်းသားမောင်လာသည်အဓိကနေရာမှ ပါဝင်လာခဲ့ခြင်းဖြစ်သည် ပုံနာဟံဝစ်စင်သားသည်စံကြီးမင်းသားကတမင်တရေဖြစ်လှုပ်ထားသည့်မြေပုံတစ်ချက်ကိုဆွဲထုတ်လိုက်သည်စီရီဟာကျုံတို့တက်တွင်အခုဗမာရှိနေတယ်ဘယ်တော့အင်းဝါကိုရောက်မယ်ဆိုတာတော့မပြောပြပါဘူးဒါပေမဲ့တက်တွေရောက်လာတဲ့အခါဘာတွေလုပ်ကြမလဲနန်းတွင်းမျိုးရိုးတဲ့ရှိနေမဲ့အကြီးတော်မိဖုရားတို့ဘက်ကလုံဆောင်ပေးရမယ့်အပိုင်းတွေအခုဆွေးနွေးမှာပါ အားလုံးကတစ္ဆာရင်ညီလူတောက်ထားကြတဲ့သူတွေမို့ရုံုံကြီးကြီးသာတိုင်ပင်မှာတူပါနီလာခန်းဤပြောစကားကိုစံကြီးကခေါင်းညိတ်လိုက်သည်ထို့နောက်လူစားကိုတစ်ချက်စူးစိုက်ကြည့်သူကဗမာမဟုတ်ဘူးပဲဟုတ်တယ်သူကနန်းတွင်ကုန်နေတော့ပဲလူစားတဲ့အင်းဝါမှာမွေးတဲ့ပေါ်တူဂီလူမျိုးပါနန်းတွင်ကငါကိစ္စတွေကိုသူကူညီနိုင်လိမ့်မယ်ဟုတ်ပြီအကြီးတော် ကျွန်တော်တို့တက်တွေစပြီးခြိတက်လာပြီးဆိုတဲ့အခါမှာအင်းဝဘရင်ရဲ့ဒေါသကအကြီးတော်တို့တားမိတွေစီကိုတေးကြပေါ့ရောက်လာမှာပါပဲသူဒေါသထွက်ရင် ထွက်တယ်လို့အတက်ကိုပါစီရင်နိုင်တယ်ဒီတော့အကြီးတော်တို့ရဲ့အတက်ကိုလုံးဝမထိခိုက်အောင်စီစဉ်ပါလို့ခမဲတော်ကမှားထားပါတယ်ဒီတော့တခုခုအန်ရရဲ့ကြုံချိန်မှာနန်းတော်ကနေထွက်လို့ရမယ်စီစဉ်တခုခုများအကြီးတော်တို့မှာရှိပါသလားနီလာခန်းကခေါင်းညိတ်ပြလိုက်သည် တကယ်လို့မနီပူရာစစ်လာပြီဆိုတာနဲ့သူတို့ကငါ့ကိုမျက်ချေမပြတ်စောင့်ကြည့်တော့မှာပဲဒီတော့ငါစီစဉ်ထားတာက အခါကြောက်ကြီးဆိုတာနဲ့ငါကညဘိုးနှစ်ချက်တီးလောက်နန်းတော်ဇင်းမဲတကားကနေထွက်ရင်ရှမ်းစင်းကိုထားရရောက်မယ်ဒါပေမဲ့အဲ့ဒီကိုမရောက်ခင်မိကိုမိမှာပဲဒီတော့ငါကဒီကပြေးအောင်ပြမယ်ငါသားနှစ်ယောက်ကိုတော့တောင်ဘက်တကောင်းတကားဥယျာဉ်ဘက်ကနေပြေးခိုင်းမယ် ဥယျာဉ်တော်ပြင်ပမှာဟောရီကလွီစာကိုမြင်းနဲ့စောင့်ဟိုင်းပါမယ်။မင်းတို့စီကိုလွီစာကငါသားနှစ်ယောက်ကိုမင်းတို့တတ်မှတ်ထားတဲ့နေရာကိုရောက်ခေါ်သွားပေးရမယ်။ဘလို့လဲလွီစာ။ကုညီနိုင်မယ်မဟုတ်လား။လွီစာကမြက်ခုံးကိုတွန်ဝေးကစဉ်းစားနေသည်။ဟုတ်ပြီလေ။ကလေးနှစ်ယောက်ကိုကျွန်မဘယ်လိုပို့ပေးရမလဲ။ခမည်းပို့ရမှာကအင်းဝါကတီတီစီကကြော်တင်ဖုံးကြီးကြောင်းကိုပဲ။ အဲ့ဒီကြောင်းထဲမှာမင်းသားကြီးမောင်လာရဲ့လူတွေရဲ့စာဒူးဖုံးကြီးတွေပုံစံရုပ်ပြထားတဲ့မဏိပူရလက်ရွေးစင်စစ်တီတော်တွေရှိနေမယ်သူတို့စီကိုရောက်ရင်ကလေးတွေလုံုံပြီဟုတ်ပြီဒီလောက်တော့ကျမလုံနိုင်ပါတယ်ကဲကလေးတွေကိစ္စပြီးပြီဆိုတော့နောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခုကြံသေးတယ်ဒါကတော့ဇကိုင်းကရှင်ဖြူရှင်လဖျားကိုခိုးကြဖို့ပဲဟင်မင်းသားစံကြီးဇကားကြောင့်အားလုံးထံမှာအာမေရိတ်တံများထွက်လာသည် ရှင်ဖြူရှင်လဖျားသည် အင်းဝမင်းဆက်အဆက်ဆက်ကိုးဝယ်ခဲ့ကြပြီး တကိုးကြီးဖျားတစုဖြစ်သည်အင်းဝဘရင်အဆက်ဆက်သည်စစ်ခင်းကြိမ်များသူတို့၏ဖုံးတကိုထွန်းတောက်စေလိုသည့်အချိန်များတွင်ရှင်ပြူရှင်လာတို့ဖျားဘူးထွက်ရမည်ဟုသောအစွဲရှိကြသည်ပြည်သူများမှလည်းဘရင်ကိုးဝယ်သည့်ဖျားဖြစ်သည်ဖြင့်ထိုဖျားကိုတန်ဖိုးထားကြသည်ယခုထိုဖျားကို ခိုးယူမိအကြံကြောင့်အံ့ဩတင်သွားရခြင်းဖြစ်၏ဘာဖြစ်လို့ဖျားကိုခိုးမှလဲနီလာခန်းကစံကြီးကိုမေးလိုက်သည် ထမတစ်ချက်ကစိတ်သက်စစ်စင်ကြီးပဲအင်းဝဘရင်တွေကဒီဘုရားကိုအယံယုံကြည်ကြတယ်ဟိုကလေးကစစ်တိုက်ထွက်ခံပြီးရောတခြားစစ်လာတိုက်တဲ့အခါတွေမှာရောဘရင်တွေက ရှင်ဖြူရှင်ကဘုရားစီမှာတွားပြီးအထိတ်တန်ဝင်ကြတယ်မဟုတ်လားသူတို့ရဲ့ဖုံးတကိုးကဒီဘုရားနဲ့ဆက်ဆက်နေတယ်လို့လည်းယူဆကြတယ်ဒီလိုဆိုဒီဖျားဆင်းလို့တော့ပျောက်သွားတာနဲ့အင်းဝပြင်အနေနဲ့အများတော့ပြာရခတ်သွားမှာပဲပြည်သူတွေကလည်းဘရင်ကိုယ်တိုင်ကိုးွယ်ထားတဲ့ဖျားကိုယ်တော်မစောင်းရှောက်နိုင်တဲ့အတွက် ဒီဘရင်ကိုအပြစ်ဖို့ကြလိမ့်မယ်ဘရင်ကိုပြည်သူကမယုံကြည်ဘူးဆိုကျုပ်တို့စစ်စင်ကြီးကတဝက်နိုင်နေပြီဒုတိယချက်ကတော့လိုအပ်လာရင်အကြီးတော်ရဲ့အသက်ကလေးတွေရဲ့အသက်ကိုဒီဖျားနဲ့လဲလဲကိုလောက်ရမယ်ဒါပါပဲဖျားကိုဘသူကခိုးမှလဲတီရင်းစီကကြော်တင် ဖုံးကြီးเจ้าမှာဟိုမှာ စာရုပ်ပုံစံရုပ်ပြတာတွေကျုပ်တို့လက်ရွေးစင်တွေရောက်နေပြီသူတို့နဲ့ဟောဒီကကုံမာဗဟာနမဟေပုံနာကြီးလူတွေပူပေါင်းပြီးလောက်ကြလိမ့်မယ်အင်း မင်းကတော်တော်ကွက်စီတာပဲဌာနဲ့များငါ့ကိုတော်ကမင်းကိုအိမ်ရှိရာမအံ့နေငယ်တာငါအံ့ဩတယ်ငါသာကံကလာနန်းတော်ကြီးပြန်ရောက်ရင်မင်းအိမ်ရှိဆံဖြစ်ဖို့ဘယ်နည်းနဲ့မဆိုကိုတော်ကိုတိုက်တော်မှာပဲစံကြီးနီလာခန်းပြစ်ထက်လိုက်သည်များကမင်းသာစံကြီးရင်ကိုတဲ့တဲ့ထိမှန်သွားသည်ကျွန်တော်ရီးတော်ကိုအင်းဝနေပြီးတော့ကနေရောက်ပြန်ခေါ်သွားပါမယ်1935ခုနှစ်ဒွေစာသည် နန်းတွင်အနောက်ဘက်ဆောင်တွင်အားထားရသောကုန်တွေတူဖြစ်လာသည်ခန္ဓာဝရီတန်လင်မအင်းဝဥရဟောကုန်တန်းကသူဤယမကာကုန်စီများကိုနန်းတွင်သို့ပုံမှန်တင်သွင်းလာနိုင်သည်လူစားမှာအင်းဝနန်းတော်တွင်အနောက်ဆောင်မိဖုရားထံဝင်ထွက်ပြီးနိုင်ငံသားပြည်လက်ဆောင်များ ပေးလိရှိသည်ဖြင့်မိဖုရားကောင်းကြီးဒုတိယဩဇာအရှိဆုံးလင်စင်မိဖုရားကြီးတို့ကလူစားကိုချစ်ခင်ကြသည် ရှင်မင်းကိုယ်တိုင်ကပွဲစားတော်ပွဲကိုချီးမြှင့်ကတစ်ဖြစ်အိမ်ဆောက်ခွင့်ပေးခဲ့သည်ရှင်ပြင်းထံမှာပွဲစားပွဲကိုရသဖြင့်နိုင်ငံသားမှအရက်များမှာယူတင်သွင်းရာတွင်မူလအခွန်14ရာခိုင်နှုန်းအစား9ရာခိုင်နှုန်းသာပေးရတော်သည်တန်လင်းနှင့်ဟန်ဒါဝရီရှိပြင်သစ်အင်္ဂလိပ်အာရေမီယန်ကုန်တယ်များသည်လည်းလူစားထံအရက်တင်သွင်းနိုင်ရေးအလူအရက်ကြိုးပမ်းကြသည်လူစားကအရက်ဖိုးငွေများကိုအင်းဝဤမှောင်ကိုကုန်များဖြစ်သော ခင်စာချေရန်စိမ့်တို့နှင့်ဖလှယ်ပေးသောကြောင့်လည်းဖြစ်သည်ထို့အပြင်ဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီစိန့်ဂျော့ခံတန်းမြို့တာဝန်ခံမစ္စတာဟေဂက်ဆန်ကအင်းဝနိုင်ငံမှထွက်သည့်ခင်စာကိုအမြောက်ပြုတ်လုရန်ဈေးကောင်းပေးဝယ်သည့်အတွက်ကုန်တယ်များမှာလူစားနှင့်ကုန်တယ်ရန်ကိစ္စကိုအထူးစိတ်ဝင်စားလာကြသည် ဗီဇာသည်ဂင်ဇာရန်စိမ်များမှောင်ကိုထုတ်လုပ်သည့်လုပ်ငန်းနန်းတွင်သို့ရမကတင်သွင်းသည့်လုပ်ငန်းတို့ကြောင့်ဝင်ငွေကနှစ်ဖက်ခွရရှိလာသည်လူဇာဤစီးပွားရေးကောင်းမွန်လာသည်နှင့်အမျှစီးပွားဘက်ဖြစ်သူ ကိုသိန်းသခင်မှလည်းပိုင်ဆိုင်မှုများကျွယ်ဝလာ၏ကိုသိန်းသခင်ကလူဇာအားသူ၏တတရမြောက်များအဖြစ်ကမ်းလှမ်းခဲ့တော်လဲလူဇာကငင်းပယ်ခဲ့သည်လူဇာသည်နန်းတွင်အနောက်ဆောင်တွင်မိဖုရားကြီးတို့၏အချစ်တော်ဖြစ်နေသဖြင့်ကိုသိန်းသခင်မှာအတင်းအကျပ်မတောင်းဆိုနိုင်ခဲ့ပေ ်အင်းဝါမျိုးမင်္ဂလာနမောစင်းနေတထေးတန်းတို့ဆုံရတွင်လူစားဤတိတ်အိမ်ရှိသူကလဲပေါ်မှဆင်းလာသူကဒေါ်ဇန်ကလားနေချင်ညိုခြံဝါတွင်လူစားဤမြင်းကြီးမှနေမကောင်းဖြစ်နေသည်ဖြင့်မြင်းကူဇေယျနှင့်ငတော်မှာအလုံများလျက်ရှိသည်ဇာဇာငါနမဇာဇာချင်ညိုဤအတန်ကြောင့်ငတော်ကခြံဝင်းသို့ ကြည်လိုက်သည်လူစားကလည်းအိမ်လာတာဆောင်မှထွက်လာ၏ချင်းတို့ကြီးတို့ပါလားဘာကိစ္စများရှိကြပါလဲ အမေကတွေ့ပြီးဆုံပြီးမေတ္တာရဲ့ပြောစရာရှိလို့ခေါ်လာခဲ့တာပါ။ဩလာကြပါ။လူစားကအစီကံမာလေးများကိုတင်မြူးပြခင်းခိုင်းလိုက်သည်။ဒေါ်ဇန်ကလာကလူစားဤတဲ့အင်ကြီးကိုကြည့်ကပြုံးနေ၏။ဒါကြုံမီဒေါ်ဇန်ကလာတဲ့။ဟုတ်ကဲ့။မိန်းကလေးနာမည်ကစာစာလူစားပါ။လူစားတော်မဲလို့ပါ။မိန်းကလေးကမြင်းစည်းပွဲအပြင်တဲ့အိမ်တော်နေထိုင်ခွင့်ရနေပါဘောလား။ရွှေနှန်းရှင်ဖះရဲ့ကျေးဇူးတွေပါအကြီး။ အင်းရွှေနှိုင်းရှင်ကမြောက်စားတယ်ဆိုမှတော့တောင်ယုံရေသွေးမျိုးမှမဟုတ်ပဲနော်ကွ့ဒွိစာကဒေါ်ဆန်ကလာဤချီမွန်စကားကိုပြုံးနေရတုံ့ပြန်လိုက်သည်ဒါနဲ့မင်းကလေးကိုဘယင်ကြီးဒလိမှာတမီတောင်းတဲ့အခါဘလို့ပုံစံမျိုးများမြန်ရတယ်အကြီးတည်ရင်လို့ပါ ရှင်ဩဘယင်ကြီးဒလိမှာလင်ငန်းမရခန့်အတွက်တောင်းရတဲ့အခါဘလို့များတတ်မှတ်ကြတယ်လို့တခြားသူတွေတို့တော့မရှိပါဘူး နှစ်ဖက်ယောက်ျားလေးနဲ့မိန်းကလေးသဘောညီတူမျှပြီဆိုရင်ဖះเจ้าမှလက်ထက်ကြတာပါပဲ။ဩကွယ်ကောင်းပါလေဒါလည်းရှင်းတာပါပဲ။ဒေါ်ဆန်ကလားကလူ이사ကိုခြေစကောင်းဆုံးကြည့်လိုက်သည်။မိန်းကလေးကိုအကြီးတော့ကမြင်တဲ့အခါဘဲဟုလာမြန်းရမလဲ။ဘာလို့လဲရှင်။အကြီးသားချင်းမြောက်ကမိန်းကလေးကိုမြစ်တာရှိနေတယ်။အကြီးလည်းသဘောတူတယ်။ဒါပေမဲ့ဒင်းကဥအာရယ်မို့အကြီးကပဲနားဖောက်တာပါ။ မင်းကလေးမှာအုံထင်းသူလူကြီးမိဘရှိရင်ဘသူစီသမီးကညာမြန်းလို့အဆင်ပြေမလဲလို့ဟာအကြီးတို့လည်းလဲပဲ20နဲ့နွား6ရှင်ဝင်ငါးပိတ်တာတင်ပါပါလှေကားမှာတက်လာတော့ငတွန်ကဒေါ်ဆန်ကလားဤအတန်ကြောင့်တုံငနေဖြစ်သွားသည်ဒီကမောင်ချင်းတို့ကလည်းမင်းကလေးနဲ့ရင်းနှီးရင်းဆွဲရှိတော့မင်းကလေးကိုသူ့နမလို့ဖြစ်စေချင်ကြတာပါဒါကြောင့်နေပါဦးအကြီးအကြီးသားချင်းများကတော့ဘမလဲ လူ이사စကားကြောင့်ဒေါ်စံကလာပြုံးလိုက်သည်တမီးကိုအားနာလို့ तू မလိုက်လာဘူးအကြီးရဲ့စင်ဝင်မြင်းဝဲတာကြာနေတာပဲကျမကလူပါတော့ဘယ်မလဲအဲ့ဒီချစ်မြဆိုတဲ့လူ तू မေတ္တာရှိရင်မေတ္တာစာမေတ္တာစကားလာပြောလीအခုတော့အမေကိုအငှားလွတ်လိုက်ရတယ်လို့ယောက်ျားသွေးမရှိကြားမကောင်းပါဟိုချစ်ညိုကမျက်မှောက်ကျုပ်လိုက်သည်ဟေးခင်ဦးသွားတယ်ကွာ ငါညီမယောက်ျားတို့အဖြစ်နင်စကားကိုစင်ကျင်ပါဟုတ်ပါပြီကိုချစ်ညိုရေဒါဆိုလဲရှင်ညီကိုကျမရှင်မေတ္တာကြီးလာပြောရဲ့ဟောအရင်လွတ်လိုက်ပါအောင်တော်လူကြီးစာနင်တော်ဟဲ့ကောင်မောင်ချစ်ညိုဒေါ်စံကလားကချစ်ညိုကြီးလက်မောင်းကိုစောင့်ဆွဲလိုက်သည်သူပြောတာဟုတ်တယ်အမေကလာဆန္ဒစောင်းနေတာလာတွားကြစို့နင်ညီကိုသာအရင် လူရေးပြပါစီတော့ ဒေါ်ဇန်ကလားကလူစားကိုပြုံးက မတ်တက်ရက်လိုက်သည်အရင်နက်ကတည်းတွက်ချက်ပြီးခဲ့ပြီမိန်းကလေးချစ်မမိန်းကလေးနဲ့ပေါင်းဖက်မှသာအသက်ဘေးအန္တရာယ်ကလွတ်မြောက်ပြီးလူကျော်လူမော်ဖြစ်လိမ့်မယ်အရင်သားရဲ့ဇာတာက လူမျိုးကြပြူပြူလေးလက်မှသာ ရှိတာပါစိတ်ကြပါအရင်သားကိုမေတ္တာစကားပါရအောင်လွှတ်လိုက်ပါမယ်ငတွန်းကလှေကားမှဆင်းလာက မကြီးပင်ကိုမိလျက်ချင်းညိုတို့တားမိကိုစောင်းကြည့်နေစီ ချင်းုံနဲ့ဒေါ်ဇန်ကလာတို့အိမ်ပေါ်မှာဆင်းလာသည်နဲ့ငတွန်ကလောင်မျိုးပြုံးနေကြည့်နေ၏ဟေ့သွေးတော်ကြီးနင်ကတော့ဘာလောင်တယ်လဲချင်းုံကလှမ်းမိလိုက်သည်ခင်ဦးသားသွေးရဲ့သူကိုဘဲ့နဲ့မိမတောင်းတာတော့ရီးသားစကားမပြောဝင်လို့အမေလွတ်ရတဲ့အံ့ပါကွာဟာဒီမတော့မသားနင်ကနဲ့လေယုံချင်းရှင်ဝင်သလားလာပဲလေကွယ်နေရမရွေးပဲချင်းုံကရှက်စိတ်များမှုန်ထွန်သွားပြီးဒေါသကိုထိန်းချုပ်မရတော့ မတွန်ကပစိုးကိုခရောင်းကြိုက်လိုက်သည် ချင်းညိုကလည်းပစိုးကိုခရောင်းကြိုက်လျက်လက်ခမောင်းကိုခတ်လိုက်၏ဒေါ်စံကလာကအိမ်ရှိတွင်ရထားသောလဲရင်ပေါ်သို့တက်ခါဒူးတချောင်းထောင်လျက်ကြကြနာနာ ထိုင်လိုက်သည် ထို့နောက်အတင်ပါလာသော ပြောင်းမှုဘက်စလိတ်ကိုမိစာတို့ကဖွာလိုက်သည်မတွန်ကချင်းညိုရှိရာသို့ခြေလန်းကျဲကြီးများဖြင့်ဆင်းသွားသည် ချင်းညိုက ခြေနှစ်ဘက်ကို ခွဲကအတင်နေရာယူလိုက်၏အခန်း၁၄စိတ်